စကိုင်းတိုင်းရင်းမပင်ခရိုင်ပလဲမြို့နယ်တနေရာမှာစက်တင်ဘာလ26ရက်နေ့ကလူလူခေါင်းဆောင်လူငယ်တအူဟာဆရာနာရှင်ခြုံငင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်တည်ဆောက်ရေးတို့အတွက်ဂျိုးပန်းဆောင်ရွက်နေချိန်မှာအချိန်မတိုင်ခင်ကွယ်လွန်ခဲ့ရပါတယ်။သူကတော့ပလဲလူလူတပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တအူဖြစ်သူကိုဆွဲမိခန့်ခေါ်ကိုဆွဲပဲဖြစ်ပါတယ်။ကိုဆွဲဆုံးပါသွားတာဟာ ကျွန်တော်တို့တော့ရဲဘော်ရဲဘက်ကောင်းတယောက်ဆုံးရှုံးသွားတာဖြစ်တယ်အဲဘလဲလူဒီဘိတ်ကောမဒီတို့ကတော့လောအနှုံကောင်းကောင်းနဲ့တာဝန်ထမ်းနေတဲ့ကောမဒီဝင်တယောက်ဆုံးရှုံးသွားတာဖြစ်တယ်ကိုဆွဲဟာစီအုပ်စုအာနာမလူခင်ကာလကလေးကကြောင်သားရေးပြီးသူအရေးဆောင်ရွက်ခဲ့တဲ့ရင်းမပင်ခရိုင်ဘာကာသကြောင်သားကောင်းဆောင်တူဖြစ်ခဲ့ပါတယ်ຫນွေဦးတော်လေးကာလတလျှောက်ဒေသတွင်းပြည်သူတွေရဲ့ လူမှုဘဝလုံခြုံရေးစားဝတ်နေရေးနဲ့ပညာရေးခန္ဓာတွေမှာကိုချိုးမငဲ့ပဲစွန်းစွန်းတမန်ဆောင်ရွက်ခဲ့သူတဦးဖြစ်ပါတယ်။ကိုဆွဲပလဲလူသူရဲ့တပိတ်ခေါင်းဆောင်တက္ကသိုလ်ကျောင်းသားများရဲ့တမကတမကတောင်ဝင်များကိုထမ်းဆောင်ပြီးမျိုးဆက်တစ်တေရဲ့နိုင်ငံကိုချစ်တတ်တဲ့စိတ် နိုင်ငံကိုကာဝယ်တဲ့စိတ်နိုင်ငံကိုပြုပြင်နေတဲ့စိတ်နိုင်ငံတော်အလုံးစုံပြည့်သုံးနေမဲ့အခြေအနေကိုကာဝယ်ခြင်းနဲ့စိတ်တည်ကြောင့်ကျွန်တော်တို့ဘုံသွင်းအထက်ကကျောင်းသားကျောင်းသူများအပေါ်မှာသူတတ်တဲ့ပညာဖြစ်ပညာများကိုသင်ပေးခဲ့ပါသည်အဲဒါကြောင့်လဲဝမ်းမြောက်ဝမ်းသာရှိရပါသည်ကိုယ်စွဲ ချစ်ချင်နေတဲ့ဆန္ဒအတိုင်းနောက်ပိုင်းမှာဆက်လက်ဆောင်ရွက်နေပြီဟုလဲကိုဇွဲကိုကတုပြုပါသည်ဒေါ်လန်ရေးအစလူလှုပ်ရှားမှုဒီလောက်ကလေးကပေါ့နော်အဲဘလဲလူလူဒီဘိတ်မှာကိုဇွဲဟာဥဆောင်ကဏ္ဍအတိုင်းအများကြီးတောင်းဝန်ထမ်းခဲ့တယ်အဲဥဆောင်ဥရပြုတ်ခဲ့တယ်ပေါ့အဲဒါကြောင့်မလို့လဲဒီဘလဲညွတ်နေရဲ့လူဒီဘိတ်လှုပ်ရှားမှုတွေမှာကိုဇွဲရဲ့ခြေရာလက်ရာတွေအများကြီးကျန်ခဲ့တယ်အဲကိုဇွဲကဒီလူဒီဘိတ်လှုပ်ရှားမှုတွေတွေမကဘူး အဲကျွန်တော်တို့ဒီဒေါ်လာကြီး9နှစ်တာ9နှစ်တာအတွက်မှာအဲစစ်ဆောင်ကူကယ်တွေလည်းလုပ်ခဲ့တယ်အဲတခြားဒေါ်လာကြီးအင်အားစုတွေကိုလည်းအများကြီးကူညီခဲ့တယ်ပေါ့နော်အခြားဒေါ်လာကြီးအင်အားစုတွေရဲ့လုပ်ငန်းဆောင်တာတွေမှာလည်းသူနိုင်နေမြကြာရတာဝန်တွေကိုတော့မငင်းမြူတာဝန်ထမ်းဆောင်သွားခဲ့တာဖြစ်ပါအကြမ်းဖက်စေအုပ်စုရဲ့ရွာစဉ်လှက်လေမီးရှို့ဖျက်ဆီးလူရက်လူတက်နေတာတွေကြောင့်အိုးအိမ်ဆုံးခွာထွက်ပြေးနေကြရတဲ့ စစ်ဆောင်ပြည်သူတွေကိုကုညီရေးမှာကိုစွဲကနေညမနာစ조사ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်တူတူတပိတ်တိုက်ပွဲဥဆောင်ကော်မတီအမိတ်ပြန်တန်းရက်စွဲတရက်10လ2025ဆရာနာရှင်ခြုံငင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးအတွက်မစုံမနစ်ဂျိုဘန်းဆောင်ရွက်နေသည့်ရုပ်ပိခိုင်ဘာကားသားများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းလည်းဖြစ်ပြီး ပလဲလူလူတပိတ်တိုက်ပွဲဥဆောင်ကောမဒီကောမဒီဝင်တူဖြစ်သူကိုဇွမ်းမေခတ်ခေါ်ကိုဇွဲသည်29ရက်စတင်ပါလ2025ရက်နေ6နာရီ40ခန့်အချိန်တွင်တော်လန်ရေးတာဝန်များကိုထမ်းဆောင်ရင်း96%ယောဂါဖြင့်ကွယ်လွန်အနေဆရောက်သွားခဲ့သောကြောင့်ကျွန်တို့ပလဲလူလူတပိတ်ဥဆောင်ကောမဒီအနေဖြင့်ကြံရည်သူမိသားစုနှင့်အတူထပ်တူဝမ်းနေကြွယ်ရပါသည် အကျံဖတ်စေအောင်စု၏အထွေထွေဖိနှိပ်မှုများချာမှ ကိုကျော်စွန့်ပြီးကြရတာဝင်ကိုရဲဝင်စာဆောင်ရွက်ခဲ့သည်တင်းဤထဲဝင်နိုင်မှု စိတ်ဓာတ်သည်ကျွန်ုပ်တို့ရဲဘော်များအတွက်စံနမူနာကောင်းတစ်ရက်လည်းဖြစ်ပါသည်ကိုစမ်းမိခန့်တင်းဤအသက်သွေးချွေးတို့ကိုစရေ၍တော်လန်ရေးလုပ်ငန်းများအပေါ်အကောင်းဆုံးတာဝန်ထမ်းဆောင်ခဲ့သည့်အတွက်ဤသည့်တာဝန်ဝတရားမျိုးမှာ ဆက်လက်ထမ်းဆောင်စေမည်မဟုတ်တော့ဘဲကျွန်ုပ်တို့ပလဲလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီမှအပီးတိုင်းအနားယူခွင့်ပြုလိုက်ပါသည်ကိုစွမ်းမင်းခန့်ကြီးကျယ်မြင့်မြတ်စွာအနားယူပါကိုစွမ်းမင်းခန့်တင်သွားလို့ရာတို့သွားနိုင်ပါသည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရပလဲမြို့နယ်ဤသို့ပို့ထုတ်ရေးပြုပြီးခါနာအမိတ်ညံတန်းတရက်ဆယ်လ2025 ဂိုင်းတိုင်းဒေတာကြီးရင်းမပင်ခရိုင်ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တော်ဆက်တွယ်ရေးတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေသောမြို့နယ်တာဝန်ခံကိုဇွဲမင်းခန့်ကိုကိုဇွဲဒီကြဆုံးသွားပါပြီ။ပေါ်လံရေးကာလအတွင်းတင်ဤကျိုးသာအာထုံမှုနှင့်စွန့်စွန်စားမှုများကိုပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအထူးအလေးထားဂုဏ်ပြုအပ်ပါသည်။ မပြီးဆုံးသေးတော့တော်လန်ရေးတာဝန်များကိုလည်းသင်ဤကိုစားကျွန်ုပ်တို့မှပြီးဆုံးအောင်မြင်သည့်အထိဆောင်ရွက်သွားပါမည်ဂရိပြုပါသည်ကိုဆွဲဟာ ပလဲမြို့နယ်အတွင်းမှာရက်ရွာတည်ငင်ရေးနဲ့တရားဥပဒေစိုးမိုးရေးတို့အတွက်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ပါအဖာရဲ့ဖွဲ့ဝင်တယောက်အနေနဲ့လဲတော်လန်ရေးအတွက်ကြာရတဝင်းကိုရဲဝင်စွာထမ်းဆောင်ခဲ့ပါသေးတယ်။ ်အဲကုဇွဲမြန်ခန့်ပါနော်ကျွန်တော်တို့ရဲ့ပလဲမျိုးနဲ့ပအားဖရဲ့ဆက်တွေ့တာဝန်ခံပေါ့ဆုံးမသွားတဲ့အတွက်တော့အဲကျွန်တော်တို့မျိုးနဲ့ပအားဖအတွက်ရောကျွန်တော်တို့ဒေါ်လန်ကြီးအတွက်ရောဟောများစွာအထိကိုက်မျက်နှာအဲပေါ့ဘာကြောင့်လဲဆိုတော့ကိုယ်ဝဲမင်းခန်းကကျွန်တော်တို့ဒီ2021တော်လန်ရေးတဲ့မဝင်ခင်ရခင်တောင်းတာဘဝကလေးကသူ့ရဲ့နိုင်ငံရေးဖြတ်တန်းမှုကြီးရှိတယ်ဗောနော်နိုင်ငံရေးဖြတ်တန်းမှုကြီးရှိတဲ့အတွက်တော်လန်ရေးမှာလည်းနိုင်ငံရေးအခြေခံစိတ်ကောင်းကောင်းနဲ့တော်လန်ခဲ့တဲ့ ဒီဒီဒီလူငယ်တယောက်ဖြစ်တယ်ပေါ့နော်သူ့ရဲ့ဒီဒီနိုင်ငံရေးပေါ်ခံယူချက်တော်လှန်ရေးပေါ်သူ့ရဲ့အဲရှင်တန်နေတဲ့အသည့်စိတ်တွေကတခြားလူငယ်တွေအတွက်လည်းအတူယူစရာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ပါအပအတွက်လည်းအင်ပနန်အားကိုးရတဲ့လူငယ်လေးတယောက်ဖြစ်တယ်အဲအဲ့တော့သူဆုံရှုံသွားတာဟာကျွန်တော်တို့ပလဲမျိုးနဲ့ပအပအတွက်တင်မျက်နာဆုံရှုံတာမဟုတ်ဘဲနဲ့ကျွန်တော်တို့တော်လန်ရေးရဲ့အစိတ်တစ်ပိုင်းအခန်းကဏ္ဍကနေပြီးတော့မျက်နာဆုံရှုံမှုပြီး ဖြစ်ပါတယ်အဓိကပြောချင်တာကိုဇွဲဟာတော်လန်ကြီးအပေါ်မှာတကယ်ကိုပြစ်စာစီစီနဲ့ဂျိုတာဖြောင်းမတ်မှန်ကန်စွာ ဆောင်ရွက်တဲ့နေမျိုးလို့ကျွန်တော်တို့ပို့ပြီးနှမျိုးတာအဲကျွန်တော်တို့အတွက်ကတော့အစားထိုးမရတဲ့ဆုံးရှုံးမှုလို့ပြောရမယ်ဗျအဲကိုဇွဲအပေါ်မှာပေါ့နော်ဟိုကြဆုံးသွားတဲ့ဆုံးမသွားတဲ့သူရေကောင်းနေရမျောလင်းချက်ပြီးတော့ကျွန်တော်တို့ကြံရစ်ခဲ့တဲ့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်အတွက်အဲကျွန်တော်တို့ကဒီ ဒီစစ်အာဏာရှင်အပေါင်းအာဏာရှင်စနစ်မှန်တယ်များပြတ်တုံးကြီးကိုမဖြစ်မနေကျွန်တော်တို့ဒီအဆုံးသက်ဒီပေါ့လက်စစ်အာဏာရှင်စနစ်အဆုံးသက်သွားဒီအထိကျွန်တော်တို့ကဒီတော်လန်ကြီးကိုဆက်လျှောက်ကြမယ်လို့ပဲကျွန်တော်ပြောချင်ပါသေးတယ်။ဟိုဇွမ်းနေခန့်ခေါ်ဟိုဇွမ်းဦးကြီးအမားတို့ကိုဇွမ်းမင်းခန့်ကွယ်လွန်ချိန်မှာအသက်33နှစ်သားရှိသေးပြီးတော့ တော်လှန်ရေးနိုင်ငံရေးအတွက်တာဝန်များစွာ ကိုကျိုးစွန့်ထမ်းဆောင်ခဲ့ပုံများသည့်တော်လှန်ရေးသမားများအတူယူရာမည်ပုံရိပ်လွှာများပြင်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။